မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်မှာစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြန်လည်တော်မူသွားတဲ့ဘကိုးဝင်းနေမီတာယုံကြောင်းတိုက်ဆရာတော်လိုက်ပါလာတဲ့ Surf Car ကိုစစ်ကောင်စီတပ်များကလုံခြုံရေးအရာပြစ်ခတ်ခဲ့ကြောင်းစစ်ကောင်စီရဲ့အကြမ်းဖက်ပြောခွင့်ရ ဇော်မင်းထွန်းကဝန်ခံပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့ညပိုင်းကထုတ်ပြန်ခဲ့တဲ့အကြမ်းဖက်ဇော်မင်းထွန်းရဲ့ရုပ်သံဖိုင်မှာအခုလိုမျိုးပထမဦးဆုံးအကြိမ်စစ်ကောင်စီဘက်ကရှာရှာပါပါစတင်ဝန်ခံလာခြင်းဖြစ်တယ်လို့သိရပါတယ်။ငန်းစုံနဲ့မြို့သားဒေသဟာ PDF များကအရသာအယောင်ဆောင်၊ရွာသားအယောင်ဆောင်ပြီးဝင်ရောက်နေထိုင်ကြပြီးတော့စက်ကြီးကောက်၊မိုင်းထောင်၊မိုင်းခွဲလုံဆောင်နေတဲ့နေရာဖြစ်ကြောင်းပြောဆိုခဲ့ပါရယ်။ ဇော်လာ၁၈ရက်နေ့ညနေ၆နာရီမှာစိုင်းကဲ၃စီးနဲ့အရဲဝတ်များကမြို့သားနေမြေရဲစခန်းကိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ရဲတပ်ဖွဲ့ဝင်တအုပ်နဲ့အရဲသားတအုပ်တေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဇော်လာ၁၉ရက်နေ့မနက်၆နာရီခွဲမှာလဲစီမီကုံနဲ့မန္တလေးကိုပြေးဆွဲနေတဲ့ပြည်စုံအောင်ရင်လိုင်းကမော်တော်ယာဉ်တစ်စီးကိုကမ်းမကြီးရွာအနီးဖောင်ကတော်တားကျင်ဘက်ကို PDF များကခေါ်ဆောင်သွားခဲ့တယ်လို့ပြောဆိုခဲ့ပါဗျ။ဒါကြောင့်ငန်းစော်မြို့ကလုံခြုံရေးအဖွဲ့များကအဖွဲ့နောက်ဖွဲ့ခွဲပြီးတော့အရှိတ်ဘက်လမ်းကြောင်းနဲ့အနောက်ဘက်လမ်းကြောင်းနှစ်ကြောင်း ဖောင်းကတော့တားကျင်နေရာကိုလုံခြုံရေးဆောင်ရွက်ရန်အတွက်ခြိတက်ခဲ့ကြောင်းပြောဆိုခဲ့ပါရယ်အဲ့ဒီလုံခြုံရေးအဖွဲ့ဟာလည်းမနက်10နာရီအချိန်မှာမိုင်းဆွဲခံရတဲ့အတွက်စစ်တပ်ဘက်ကကြာဆုံးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါရယ်အဲ့ဒီအချိန်မှာဆရာတော်များလိုက်ပါလာတဲ့အရတားဆက်ကားကဖြတ်တန်းသွားလာခြင်းဖြစ်ပြီးတော့ကားရက်ရန်စစ်ကောင်စီဘက်ကတားဆီးခဲ့ကြောင်းသိရပါရယ်မိုးပေါ်ထောင်တနက်ဖောက်တဲ့အပြင်ကားကိုပါပစ်ခတ်ခဲ့ကြောင်းအကြမ်းဖက်ဇော်မင်းထွန်းက ပထမဆုံးအကြိမ်အဖြစ်နဲ့ရှာရှာပါပါဝင်ခံခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။လုံကြုံရေးအဖွဲ့တွေကကံမရွာထိတ်ဖရားအနီးကံမရွာဘက်ကမောင်းနေလာတဲ့နံပါတ် 3E 184လိုင်စင်တက် self အမျိုးအစားကားတစီးနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီရင်ကိုရက်တံဖို့အတွက်လုံကြုံရေးတပ်ဖွဲ့တွေကအော်ဟစ်တားဆီးတာတွေလက်ပြတားဆီးတာတွေလုပ်ခဲ့ပါတယ်။နောက်ဆုံးတနက်ကိုမိုးပေါ်ထောင်ပြီးတော့ပြစ်ခတ်တားဆီးခဲ့ပါတယ်။ အရတားဆပ်ကားကကြော်တက်မောင်းနှင်သွားတဲ့အခါမှာလဲနောက်ကနေပြစ်ခတ်တားဆီးခဲ့တာကိုအကြမ်းပြင်းသိရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်မံစီစစ်သွားပါမယ်အဲ့ဒီဒေတာမှာလုံခြုံရေးဆောင်ရွက်နေရတဲ့စစ်တီများရဲ့တာဝန်ထမ်းဆောင်ရမှာအခက်အခဲတွေရှိပါတယ် PDF တွေအနေနဲ့အရက်ဝက်နဲ့ပဲအရက်သားအယောင်ဆောင်ပြီးတော့အပြစ်မဲ့ပြည်သူတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပြစ်ခတ်နှောက်ယှက်နေတာဖြစ်ပါတယ်ရန်သူမိမိတာမန်ပြည်သူရုတ်တရက်ခွဲခြားနိုင်ဖို့ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ မြို့ရွာတွေကိုကာကွယ်နိုင်ဖို့တာမန်အရဲသားပြည်သူတွေကိုကာကွယ်နိုင်ဖို့စ조사တာဝန်ထမ်းဆောင်နေကြပါတယ်လို့အချမ်းဖက်ဇော်မင်းထွန်းကဆရာတော်ကိုစစ်ကောင်စီဘက်ကပြစ်ခတ်တာမှန်ကန်ကြောင်းရှာရှာပါပါဝန်ခံပြောဆိုခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီကယခုကအစ်မြဲအရာရှိများပါဝင်တဲ့စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကိုဖွဲ့စည်းပြီးတော့စုံစမ်းနေကြောင်းသိရှိရပါတယ်စုံစမ်းဖော်ထုတ်ချက်များအရာတွေ့ရှိချက်များကိုလည်းအရေးယူဆောင်ရွက်သွားမယ်လို့ဇော်မဲလုံးကထပ်မံပြီးတော့ဝန်ခံခဲ့တယ်လို့သိရပါတယ်တမတော်အနေနဲ့မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုဘာသာတရဏာစီပင်ထွန်းကပြန်သွားစေဖို့ခိုင်မာစေဖို့ရှေးရခင်ကလေးကတက်ကြွနိုးကြားစွာစောင်ရွက်ခဲ့တာကိုဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ဘာသာဝင်အလုံးအသိပဲဖြစ်ပါတယ်အစစ်မြစ်အရာရှိတွေပါဝင်တဲ့ အဖြစ်မှန်စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကိုဖွဲ့စည်းပြီးတော့ဖော်ထုတ်သွားပါမယ်။စုံစမ်းဖော်ထုတ်တွေးရှိချက်များအရာလိုအပ်တဲ့ရေးယူဆောင်ရွက်ချက်များကိုလည်းဆောင်ရွက်သွားပါမယ်လို့ဇော်မဲလုံးကပြောဆိုခဲ့ပါရယ်။မူလပထမကတော့စေကောင်းစီကဘကုန်းမြုပ်ဝင်းနေပြီးတာယုံဆရာတော်ဟာ PDF များရဲ့ပြစ်ခတ်မှုကြောင့်ပြန်လုံတော်မူခဲ့တယ်လို့စစ်တပ်ဘက်ကသတင်းလိမ်လည်ထုတ်ပြန်ခဲ့တယ်လို့သိရပါရယ်။ဒါပေမဲ့မြန်မြန်တက်သေးကံ30ဆရာတော်ဖျားကြီးကစစ်ဘိုးစစ်သားများကရရက်ဆက်ဆက်ဆရာတော်များရဲ့ကားကိုပြစ်ခတ်ပြီးတော့ ဝင်းနေမိတာယုံဆရာတော်ပြန်လုံတော်မူခဲ့ရကြောင်းမိန်ကြားပြီးမှသာစိတ်ကောင်းစီဘက်ကပြန်လဲဝင်ခံလာခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစားလင်းကြီးနေကနေချင်းရွေမြေကြောင်းအတိုင်းမုံရွာမျိုးဘက်ကိုစံတက်လာတဲ့စိတ်ကောင်းစီအုပ်စုရဲ့ထောက်ပို့နဲ့ခိုးရပါပစ္စည်းတဲတဲ့တင်းမောနှစ်စီးကိုဇော်လာ22ရက်နေ့မနေ့ပိုင်းကစောင့်ကြိုတိုက်ခိုက်ခဲ့ရာစိတ်ကောင်းစီအုပ်စုအထိကိုက်ရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လာ22ရက်နေ့မနက်7:00နာရီမှာချင်းရွှေမြေကျောင်းအတိုင်းမုံရွာဘက်ကိုစံတက်လာတဲ့စစ်ကောင်စီအုပ်စုရဲ့တင်းမောနှစ်စီးတွဲကိုရှေ့ထွက်ပြောင်းတိုက်ကြီးတွေ40မမလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီအုပ်စုဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေအထိကိမရှိပဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ချင်းရွှေဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောဆိုရပါတယ် စစ်ကောင်စီအုပ်စုဘက်ကထိခိုက်မှုနဲ့တေဆုံးမှုကတော့လောလောဆယ်မသိရသေးပါဘူးစုံစမ်းနေတုန်းရှိပါသေးတယ်ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့စစ်သင်္ဘောကတော့မုံရွာမြို့ဘက်ကမ်းကိုကတ်သွားပြီလို့ပြောဆိုခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တောင်ပန်းနေအထူးပြောက်ကြားတပ်ဖွဲ့ Fighter 9 Force စလင်းကြီး SRA အောင်ကြီးနဲ့ Royal Brother Force မဟာမိတ်ညီနောင်အဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းမုံရွာမြို့နယ်လေစင်ရွာကိုအကြမ်းဖက်စစ်ကောင်စီကအကြောင်းမဲ့ဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များကိုမိရှုပ်ဖျက်ဆီးကပြည်သူ၆ဦးကိုဖမ်းဆီးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇော်လ22ရက်နေ့မွန်လယ်တနအီခွဲအချိန်ကမှမုံရွာမြို့နယ်လေစင်ရွာကိုအကြမ်းဖက်စစ်ကောင်စီကအကြောင်းမဲ့ဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါဗျာ အကြမ်းဖက်စစ်ကောင်စီမိရှုဖျက်ဆီးခြင်းကြောင့်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်၃လုံးမိလောင်ပြကျခဲ့ရပြီးတော့ကျေးရွာနေပြည်သူ၆ဦးကိုလည်းအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကအခုချိန်ထိကိုအဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါဗျ။ဇော်လ၂၁ရက်နေ့မွန်လွဲပိုင်းကရွာထောင်မှာတက်ဆွဲထားတဲ့စစ်ခွေးတွေကဝင်ရှို့တာနေအိမ်၃လုံးပေါင်းမိလောင်ပြဆီးသွားတယ်ပြည်သူ၆ဦးကိုလည်းအကြောင်းမဲ့ဖမ်းဆီးသွားတယ်ပါတိုက်ပွဲမှမရှိဘူးအကြောင်းမဲ့စီးနေပြီးတော့မိရှို့သွားတာလို့ဒေသနေပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ရွှေလီရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးတွေနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အမျိုးသမီး၃ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ20ရက်နေ့နဲ့21ရက်နေ့တွေမှာရွှေလီတိုက်နယ်ကျေးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီကဇွန်လ20ရက်နေ့ညပိုင်းမှာလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ21ရက်နေ့မွန်းလွဲပိုင်းမှာလည်း ဂျက်ဖိုက်တာလေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ20ရက်နေ့ညာ7:00နာရီကျော်ကမှတန်တွဲမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ရင်းများက အမြောက်ကုန်းတွေကနေပြီးတော့လက်နက်ကြီးများနဲ့ရွှေလေးရွာကိုပစ်ခတ်ခဲ့ရာအသက်88နှစ်အရွယ်ဒေါ်ကြည်စိန်အသက်54နှစ်အရွယ်ဒေါ်စာသိန်းနဲ့အသက်50ကျော်အရွယ်ဒေါ်ခင်ကြီးတို့တိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်အသက်18နှစ်အရွယ်မောင်ထွန်းလင်းစော်နဲ့အသက်80အရွယ်ဒေါ်မငယ်တို့ဟာလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။မေလာအတွင်းကတိုက်ပွဲပြင်းထန်မှုကြောင့်ရွှေလေးတိုက်နယ်ခြေရွာများကတောင်းနဲ့ချီတဲ့ပြည်သူများဟာနေရက်ကိုစွန့်ခွာပြီးတော့ထွက်ပြေးခဲ့ရပြီး ဇွန်လအစောပိုင်းကစပြီးတော့တိုက်ပွဲတွေငြိမ်သက်နေမှုကြောင့်အဲ့ဒီရွာသားတွေဟာနေအိမ်ကိုပြန်လည်ပြီးတော့ဝင်ရောက်နေထိုင်ကြခြင်းဖြစ်တယ်လို့သိရပါဗျ။ငပလီမြို့အနီးစစ်ကောင်စီတိုက်ရင်တဝိုက်မှာလည်းအကြမ်းဖက်စစ်ကောင်စီနဲ့အေအေတို့ဟာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အေအေကငပလီမြို့ထဲမှာရှိတဲ့ခမရ966တိုက်ရင်ကိုဖိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းရွှေတောင်မြို့အမြောက်တပ်အမတ900ကိုတရင်ကတက်ချက်ကြီးတအူးဟာပြည်သူ့ကာကွယ်တပ်ဖွဲ့ထမ်းမှအလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွှေတောင်မြို့အမတာ900ကိုတက်ရင်ကစစ်မှုတန်းလုတ်သက်ည20ကျော်ရှိတဲ့အဲ့ဒီတက်ချက်ဟာနတ်စစ်တီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှမက်စလာတရက်နေ့ကအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအမြောက်တပ်ကအထက်ရာရှိများကပြည်သူများနေထိုင်တဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခိုင်းခြင်းကြောင့်ဆက်လက်ပြီးတော့မပြုတ်လုလိုခြင်းတက်တွင်းဖိနှိပ်မှုများနဲ့စစ်တပ်အာဏာသိမ်းမှုကိုမနစ်သက်ခြင်းတို့ကြောင့်နတ်စစ်တီတပ်ဖွဲ့ကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတက်ချက်ကိုကောင်းမွန်စွာလက်ခံကြိုးစားခဲ့ပြီးတော့လိုအပ်တာများကိုပံ့ပိုးပြီးတော့ ော့လွန်မြောက်နယ်မြေကိုပို့ဆောင်ပေးခဲ့ပြီဖြစ်တယ်လို့နတ်စစ်တီအဖွဲ့ကပြောဆိုထားပါဗျ။အဲ့ဒီနတ်စစ်တီတော်လိုင်းရေးအဖွဲ့ဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ဝင်ကြီးဌာနလက်အောက်ကနတ်တလင်းမြို့နယ်အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီးတော့2022ခုနှစ်စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့တော်လိုင်းရေးအဖွဲ့များတဲ့ကတစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ